တနင်္ဂနွေသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဒီဇင်ဘာလအတွက်ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာ စိတ်ညစ်စရာတွေဝမ်းနည်းစရာတွေမမျှော်လင့်ပဲပေါ်ထွက်လာတတ်ပါတယ်အန်တုဖြစ်ပြောင်းခြင်းတွေခံရတတ်ပါတယ်လောလောဆယ်မကောင်းပေမဲ့နောင်ရေးရတော့ကောင်းပါတယ်ယခုအနစ်နာခံခြင်းဟာနောင်ကောင်းစားဖို့အတွက်ဖြစ်ပါတယ်ဒီအချိန်မှာ အရေးကြုံတက်လွန်ကောင်းစေဆိုသလိုဒုက္ခကိုခံနိုင်ရှိအောင်လေ့ကျင့်ထားသင့်ပါတယ်။ကိုယ်တိုင်လည်းစိတ်လေးစိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။လက်ရှိနေရာအလုပ်စတာတွေမှာစိတ်မဝင်စားဘဲနဲ့ဖြစ်နေတတ်ပါတယ်။လှုပ်ဖော်ကိုင်းဘက်အထက်လူကြီးများနဲ့အဆင်မပြေဖြစ်တတ်ပါတယ်။အဖိုးတန်လျက်စစ်ပစ္စည်းအဝတ်အထည်ထီးဖက်နှက်စတာတွေဝင်လာပါလိမ့်မယ်။ အလကားဝင်ရင်တော့လက်မခံတင်ပါဘူးလက်ပိတ်တတ်ပါတယ်ငွေလည်းဝင်ပါလိမ့်မယ်နည်းနည်းဝင်ရင်တော့ပြန်ပြီးတော့လှူပစ်လိုက်ပါ များများဝင်လာပါလိမ့်မယ်ခင်ဗျာဥပုံးနဲ့ဝက်သားကိုရှောင်ပါမိတ်ဆွေရဲ့အိမ်နားမှာပွဲလန်းတပင်တွေပေါ်လာပါလိမ့်မယ်အဲ့ဒါလိုပေါ်ပြီးရင်တော့စီးပွားတက်ပါလိမ့်မယ်တနင်္လာစနေသားသမီးတို့ကိုအကြောင်းပြုပြီးတော့ငွေများစွာဝင်ပါလိမ့်မယ် လုပ်ငန်းသက်တွေလည်းပေါ်ပေါက်တတ်ပါတယ်။အခြေရေးကံအထူးကောင်းနေတဲ့ကာလဖြစ်ပါတယ်။စိတ်သူအသေးရတတ်ပါတယ်။အပြန်ရွေးချယ်စရာတွေလည်းပေါ်ပေါက်တတ်တဲ့အခါဖြစ်ပါတယ်ခင်ဗျာ။အိမ်ပြင်စရာတွေလည်းပေါ်နေတတ်ပါတယ်။ပြင်လိုက်ရင်တော့ပိုပြီးတော့ကောင်းပါတယ်။အိမ်ဆောင်ရေးမှာဆိုရင်တော့လင်းမယားစကားများတတ်တဲ့အိမ်ဖြစ်ပါတယ်။ခြေလက်နာနေတဲ့သူမိမိအိမ်ကိုရောက်ရှိလာတတ်ပါတယ်။ ခြေထောက်မှာဖွေးပါတယ်ဆိုတဲ့အချိန်ဖြစ်ပါတယ်။ခရီးယာယီမကြာခဏသွားပြီးတော့နေရပါလိမ့်မယ်။တဦးဦးကတင့်ကိုအရှိတကွဲပြောဆိုတတ်ပါတယ်။တင့်ရဲ့အိမ်သားမှာအလူတန်းမောက်ချပြုတ်လို့ရတတ်ပါတယ်။ငွေအစုလိုက်ပုံလိုက်ဝင်လာနိုင်တဲ့အကိန်းလဲရှိပါတယ်ခင်ဗျာ။ဝင်ရင်တော့နှစ်ကြိမ်ဝင်ပါလိမ့်မယ်။ညံကွန့်ပြီးတော့ဖြက်လန်းစည်းဝါးရေးတွေမလုပ်တင်ပါဘူး။အဲ့လိုလုပ်ရင်တော့ ဒုက္ခရောက်သွားတတ်ပါတယ်။ကံကောင်းစေတဲ့အယောင်ကတော့အဖြူရောင်ခရမ်းရောင်နှက်ပြာရောင်ဖြစ်ပါတယ်။ကံကောင်းစေတဲ့ကဏ္ဍကတော့နှက်ကဏ္ဍခွန်ကဏ္ဍဖြစ်ပါတယ်ခမညာ။ကံတတညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်စနေနေ့မနေ့စောစောမှာဒီဖရားမှာနန်းကြီးတုပ်နှစ်ပွဲစွန့်တော်ကပ်ပြီးတော့ဆုတောင်းရပါတယ်ခမညာ။